မင်္ဂလာပါဒီနေ့ပြောမယ့်အကြောင်းကတော့တကယ့်ကိုနီးပညာလောကရဲ့စစ်မှုပြင်ကြီးတစ်ခုအကြောင်းပဲအဲ့ဒါကတော့ကွန်ပျူတာ OS တွေရဲ့တိုက်ပွဲပေါ့ Windows လား MacOS လားဒါမှမဟုတ် Ubuntu လားဘယ်ဟာကအကောင်းဆုံးလဲဆိုတဲ့မေးခွန်းကိုလေဒီနေ့တူတူအဖြေရှာကြည့်ကြည့်ကြတာပေါ့ ဟုတ်တယ်ကွန်ပျူတာအတိတ်တလုံးဝယ်လို့မယ်ဆိုတာနဲ့ဒါမှမဟုတ်ကိုကွန်ပျူတာကို upgrade လုပ်ချင်ပြီဆိုတာနဲ့ဒီမေကွန်ကခေါင်းထဲတန်းရောက်လာရော Windows, Mac OS, Ubuntu အားဘာရရမမတီဘူးခေါင်းကရောဟုတ်တယ်ဟုတ်အဲ့တော့ဒီနေ့အဲ့ဒီခေါင်းကတာလေးရှင်းတော့အောင်တခုချင်းစီတေးသေးချာချာလေးရှင်းပြပြီးတော့မှာပါကဲအရင်ဆုံးအခြေခံလေးနေနဲ့စားလိုက်အောင်ဗျာ operating system OS ဆိုတာဘာကြီးလဲပေါ့လော်လော်ပြောရရင်လေ OS ဆိုတာကကွန်ပျူတာရဲ့ဦးနှောက်ဗျာဒါမှမဟုတ် စကားပြန်တရားလို့သဘောထားလိုက်ကျွန်တော်တို့ကဟေ့ဒီတချေးလေးဖွင့်စမှာလို့ပြောလိုက်အဲ့ဒီစကားကိုစနားလေအောင်စပီကာတွေ processor တွေစီဘာသာပြန်ပေးတဲ့ကောင်ပေါ့သူတာမရှိရင်ဟော်ဒီတံပုံကြီးကဘာမှလောက်တတ်မှာမဟုတ်ဘူး Okay DOS တောင်းကိုကိုတန်းပြီးမရှင်းခင်မှာခဏလေးလူတော်တော်များများတော်တော်များများနော်မားတတ်တဲ့အချက်တစ်ချက်ကိုအရင်ဆုံးရှင်းပြဖို့လိုတယ်ဒါအရန်ရဲကြည့်တယ် အဲ့ဒါကဘာလဲဆိုတော့လေကျွန်တော်တို့အစပြောတဲ့မေးခွန်းထဲမှာ Apple iOS ဆိုပြီးပါနေတယ်ဟုတ်ပြီအဲ့ဒီ iOS ဆိုတာက iPhone တွေ iPad တွေမှာထုံးတဲ့ဖုန်း OS ပြကွန်ပျူတာတော့မဟုတ်ဘူး Apple computer တွေတူတူတာ Mac OS ဆိုပြီးတည်တံ့စီတယ်ဆိုတော့ကျွန်တော်တကယ်ရှင်းရမှာက desktop OS တွေဖြစ်တဲ့ Windows Mac OS နဲ့ Ubuntu ဒီသုံးခုပဲ Okay အဲ့ဒါရှင်းသွားပြီနော်ကဲအခုဆိုတော့တကယ်ပြိုင်ပတ်စစ်မှန်၃ယောက်စင်ပေါ်တက်လာပါသည် တို့လိုတယောက်ချင်းစီမှာဘလို့အားသာချက်တွေအားနည်းချက်တွေရှိလဲဆိုတော့တစ်ချက်လောက်ကြည့်လိုက်ကြအောင်ဒီဇာတ်လေးကိုကြည့်လိုက်ရင် ပြိုင်မဲ့ထုံးရောက်ရဲ့ character ကတမ်းမြင်ရတာဗျာ Windows ကလူတိုင်းနဲ့အဆင်ပြေအောင်ပေါင်းတတ်တဲ့ all rounder ပေါ့ macOS ကကြတော့အနုပညာသမားတီထွင်ဖန်တီးရတာကြိုက်တဲ့ creative သမား Ubuntu ကတော့နီးပညာကိုမှနီးပညာဆိုပြီး crazy ဖြစ်တဲ့ tech nerd ပေါ့ဗျာကဲဒီ character တယောက်ချင်းစီကိုအသေးစိတ်ချဲ့ကြည့်ကြအောင် ပထမဆုံးကျွန်တော်တို့ကလူအများစုနဲ့ဆက်လိုက်ကြရအောင်အဲ့ဒါကတော့ယုံသမားတွေចောင်းသားတွေပေါ့နေ့စဉ်နေ့တိုင်းအလို့အတွက်ចောင်းစာအတွက်သုံးနေရတဲ့သူတွေအတွက်ဘယ် OS ကအကောင်းဆုံး partner ဖြစ်မလဲကြောင်းอืมဒီနေရာမှာတော့ Windows ကပြိုင်ပွဲမရှိတဲ့လောက်ကိုအပြတ်တနိုင်သွားတယ်ဘာလို့လဲအကြောင်းရင်းတွေအများကြီးပဲပထမတစ်ခုက hardware ရွေးချယ်စရာအိုဟိုအများကြီးပဲ Acer, Dell, HP, Lenovo ကိုယ်ပိုင်ဆိုင်တဲ့အကန့်ညီတဲ့ brand တွေ model တွေကြိုက်တာ၍အရေးကြီးဆုံးကပါလဲဆိုတော့ Microsoft Office Word Excel PowerPoint ဒါတွေမရှိရင်ယုံသမားတွေကျောင်းသားတွေဒုက္ခရောက်ပြီလေအဲ့ဒီ software တွေနဲ့အကန့်ညီဆုံးက Windows ပဲဆိုတော့ရှင်းရှင်းလေးလေးပဲယုံစာကျောင်းစာလို့ဖို့နေ့စဉ်သုံးဖို့ဆိုရင်တခြားစဉ်းစားမနေနဲ့ Windows ကအသင့်တော်ဆုံးပဲကဲနောက်တစ်ဖွဲ့လာပြီ PC game တွေကိနီယာမှာတော့အဖြေကခဏကထတောင်းပိုပြတ်သားသွားနေတယ် ဒီဘာကြကိုသာကြည့်လိုက်ဘာမှဆက်ပြောစရာမလိုတော့ဘူး Windows ကမိုးထိုးနေတာတခြားနှစ်ခုကမြေကြီးမှာကတ်နေတာဟုတ်တယ်ဟုတ်ကဘာပေါ်ကနာမည်ကြီး PC game တွေအားလုံးပြောရရင်99ရာခိုင်နှုန်းလောက်က Windows အထွက်ပဲအဓိကထုတ်တာတခြား OS တွေမှာဆောက်လို့ရတဲ့ game ကတကယ်ကိုလက်ချူးရည်လို့ရတယ်ဒါကြောင့် gamer ကြီးအောင်ဆက်လေတခြား OS တွေကိုလဲတောင်မကြည့်နဲ့အချင်းကုန်းနဲ့ Windows က PC gaming လောကရဲ့ဘုရင် the king man โอเค အခုတခါတီထွင်ဖန်တီသူတွေဘတ်လက်ချအောင်ဒီဇိုင်နာတွေဗီဒီယိုအက်ဒီတာတွေမျူဇစ်ပရိုဂျူဆာတွေသူတို့လည်းကြတော့အဖြေက38ဒီဂရီပြောင်းပြန်ဖြစ်သွားပြီဗျာဘာလို့လဲဆိုတော့ macOS က creative flow ကမှနှပေါင်းများစွာဖျင်းတစုဖြစ်နေတာအကြောင်းရင်းကသူ့ရဲ့ system ကအရန်တည်ငင်းနေအလုံးလုံးနေရင်နဲ့ project ကြီးတစုံချီလုံနေရင်နဲ့ဟန်းသွားတာ crash ဖြစ်သွားတာမရှိသလောက်ရှားတယ် virus ကလည်းတိတ်မကြောက်ရဘူး အဓိကအချက်က Final Cut Pro လို့ Logic Pro X လို့ Industry Standard Software ကြီးတွေက Magma မဲ့အတန်ရတာမျိုးတွေရှိနေလို့ပဲ။ဒါကြောင့် Graphic Designer, Video Editor, Music Producer စတဲ့ Creative Professional တယောက်တည်းဆိုရင်ဈေးကလနည်းနည်းများတာပေါ့လေ။ဒါပေမဲ့ Mac OS ကလုံရကျူနာတဲ့အကောင်ဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုပဲ။ခင်နောက်ဆုံးတစ်ဖက်နီးပညာရဲ့နောက်ွယ်က Mastermind နဲ့ Programmer တွေ, Developer တွေ IT တမားရဘ OS ကအတင်းတော်ဆုံးထိမလဲကြည့်လိုက်ကြစို့။ ဒီနေ့ကမှတော့ Ubuntu လို့ခေါ်တဲ့ Linux ကရှယ်ဆောင်ကနေဥဆောင်နေတယ်။ဘာလို့လဲ?နံပါတ်1လုံးဝ free တပြားမပေးရှာမလို့ဘူး။နံပါတ်2 security ကတန်ချက်ကဝတ်ထားတယ်လို့ပဲအရန်လုံးကြုံတယ်။နောက်ပြီးကိုယ်ချိုက်တယ်လို့စဆုံး customize လုပ်လို့ရတယ်။အဲ့ဒါ developer တွေအကြိုက်ဆုံးပဲ။ကမ္ဘာပေါ်က website တွေ app တွေ server ကြီးတွေအကုန်လုံးနှီးမက Linux ပေါ်မှာပဲ run နေကြတာ။ဒါမဲ့ခဏလေးဒီနေရာမှာအဖြေရတယ်။နည်းလေး3ပွင့်ဆိုင်ဖြစ်သွားတယ်။ဟုတ်တယ်။ Linux ကအကောင်းဆုံး ဒါပေမဲ့ macOS ကလည်း Linux ရဲ့အဖေ့အထူအမီအခွင့်အရေးကိုလို့ဖြစ်တဲ့ Unix ပေါ်မှာအခြေခံထားတာဆိုတော့ developer တွေတည်းအရင် simple တယ်။ပြီးတော့အခုနောက်ပိုင်းမှာ Windows ကလည်းအချော့မပေးဘူးဗျ။ WSL ဆိုတဲ့ feature အတင်းနဲ့ Windows နဲ့ Linux command တွေကိုတည်းတည်းတုံးလို့ရအောင်လုပ်ပေးလိုက်တယ်။အဲ့တော့အခုဆို Windows ကလည်း developer တွေအတွက်တော်တော်လေးအားကောင်းတဲ့ပြိုင်မတီအောင်ဖြစ်လာပြီ။ Okay အားလုံးကိုချုံငုံပြီးတော့နောက်ဆုံးအနေချုပ်ကိုတွားလိုက်ကြရအောင်။ဒီလောက်အားပြိုင်မှုတွေတွေ့ပြရအောင်မှာတော့အားလုံးသိချင်နေတဲ့မိကုံးကြီးကိုပဲပြန်မေးရမှာပဲ။ So ဘယ် OS ကတကယ်တမ်းမှအကောင်းဆုံးလဲအဖြေကတော့ရှင်းရှင်းလေးပါပဲအကောင်းဆုံး OS ဆိုတာတကယ်တော့မရှိပါဘူးရှိတာကကို့အတွက်အသင့်တော်ဆုံး OS ဆိုတာပဲရှိတယ်ကိုပါလုံးမှာလဲကိုဘလို့တုံးမှာလဲကို့ budget ကဘလောက်လဲအဲ့ဒီအပေါ်မှာပဲမူတည်တယ်တခြားလေးကအနစ်ချုပ်ပေါ့တစ်ချက်ကြီးလိုက်တာနဲ့မမိလွယ်အောင်ဂေမာနဲ့ယုံတုံးဆိုရင် Windows Creative သမားဆိုရင် macOS programmer developer ဆိုရင်တော့ ubuntu/linux တာပါပဲကဲအခုဆိုရင်တော့ဒီ OS စီမြေပြင်ကြီးကိုရှင်းရှင်းလင်းလင်းမြင်သွားလာပြီးထင်ပါတယ်ဒီတော့ကိုယ့်အလုပ်အတွက်ကိုလိုအပ်ချက်အတွက်ဘယ်လက်နက်ကိုရွေးချယ်မလဲဆိုတာကတော့ကိုယ်တိုင်ဆုံးဖြတ်ရမယ့်အလဲပါပဲနောက်တစ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့အတူပြန်တွေ့ကြမယ်နော်